ကိုရိုနာတခါတက်တန်းတိုးပြီးသွားရင် over stay ဖြစ်သွားတာရက်ကျော်ရတယ်ဆိုတာမရှိတော့မင်္ဂလာပါကိုမင်္ဂလာပါညီလေးနိုင်ဂျီရီယားပို့ဆိုတာဘာလဲရှင်းပြပေးပါဦးခင်ဗျာနိုင်ဂျီရီယားပို့ဆိုတာဒီထိုင်းနိုင်ငံမှာလာနေတဲ့နိုင်ငံသားတွေမှန်တယ်များက3လတကြိမ်ဟိုအစိုးရရုံးမှာအေဂျင်တိုင်ရတဲ့တဘောပဲပေါ့နော်လူကမ်းမဖြစ်မနေလောက်ရတာပေါ့နိုင်ဂျီရီယားပို့တာ90 day report ကဘလို့ visa ကင်ဆယ်နားတဲ့သူတွေလောက်ရတာလဲကို င်ငံကြားသားမှတ်တမ်းများတော့ဗီဇာပေါင်းစုံကတော့အကုန်လုံးလောက်ရတယ်နေဗီဇာပေါင်းစုံပေါ့နော်သူနိုင်ငံသားမဟုတ်ပဲနဲ့အင်္ဂန်ကြတာဗီဇာပေါင်းစုံကန်ဆောင်လာတဲ့လူတွေကတိုင်းနိုင်ငံမှာတော့ဗီဇာကြီးကအများကြီးပဲပေါ့ဗီဇာပေါင်းစုံကန်ဆောင်လာတဲ့လူတွေကအဲ3လတဲ့ပြည်နယ်ကြီးပဲပို့အောင်ဖြစ်မနေလောက်ရတယ်ရောင်းကနေတော့ကိုယ်တိုင်တက်လောက်ကြရလဲရှိတယ် online နေလောက်တာလည်းရှိတယ်အဲအကျိုးကြောင့်ဖွဲ့စည်းရနေလောက်တာလည်းရှိတယ်ပေါ့နော်90 day report ကိုမလုပ်ရင်ရောဘာဖြစ်နိုင်လဲကို ဘလုံးရင်ကြတော့ဘာဖြစ်လဲဆိုတော့လမ်းမပလေးစစ်ရင်အင်းပတ်စံပေးရတာတော့ရဲခံထိတာတော့ပါတော့ဗောနော်တအားကြီးဆိုရရောမဟုတ်ဒါပေမဲ့မဖြစ်မနေရတော့လူပိုင်းလောက်ကြရတယ်ဖြစ်ရင်တော့ပတ်စံပေးရမှာဗောနော်အဲ့တခုတော့ရှိရဲ့အန်ကေကေပြေးမှာဘလို့ဗီဇာအမျိုးအစားတွေကို90 day report လုတ်ပြီးလဲခင်ဗျအခုလိုပြေးမှာကြတော့ဒီနန်းအန်လီဗီဇာပေါ့နော်ဘလို့သမားဗီဇာအဲ့ဒီဗီဇာတစ်မျိုးတည်းပဲအခုက90 day report လုတ်ပြီး MKK ပြမှာ90 day report လာတင်မယ်ဆိုရင်ဘယ်လိုအချက်တွေပေးရလဲခင်ဗျာ MKK ပြမှာ90 day report တင်ရင်အခုလိုကိုနံပါတ်1ဒီပတ်ဒီလို passport မျက်နှာရဲ့နောက်ပြီးတော့ TN စနဲ့တွဲရိုက်ထားတဲ့စာရွက်လေးပေးရမယ်ဟိုကပုံပို့ပေးရမှာပေါ့နော် ID passport မျက်နှာနဲ့ဒီလို TN စနဲ့တွဲရိုက်ထားတဲ့အားလေးဒီဝရတဲ့ခါကျရင်တက်တန်းရှိနေတဲ့ဗီဇာစာမျက်နှာ တတိုင်းရှိနေဥမာကိုရဲ့ဗီဇာ2026 2029တရားနဲ့တရားတော့မတူကြဘူးပေါ့လူဟောင်းနေဆိုအခု2029မရဘူးလူတိတိဆိုရင်2026ရတယ်နောက်တချို့လူဟောင်းနေကြရင်2025ဒီပဲတတိုင်းရှိသေးတယ်တရားပဲဖြစ်ဖြစ်ရတယ်အဲ့ဒီလိုမျိုးဗီဇာဆံမြန်းတာပြီးွားရင် ID ဒီဆိုင်ရဲ့အဟောင်းပေါ့နော်ကိုရဲ့ရှိရဲ့ ID ဒီဆိုင်ရဲ့အဟောင်းတတိုင်းမကုန်ရဘူး9ရက်တိကျော်လို့ရတယ်အဲ့ဒီဆိုင်ရဲ့ဒီပုံပို့လာပြီးရပြီ အန်ကီကီပြီးမှအလုံးအပ်ရင်ဘယ်လိုစားပွဲတွေပြီးလဲဆိုတာပြောပြပေးပါအောင်ခင်ဗျာအကိုရိုရှိမှာအလုံးအပ်လိုက်ရင်ဘယ်လိုစားပွဲတွေပြီးလဲဆိုတော့နှာအကိုတောင်းတဲ့နာဂျီရီးယားပိုးတင်မှုအတွက်တောင်းတဲ့အချက်လက်တွေပေါ့နော်အဲ့ဒီအချက်လက်တွေကလေးဘက်ကတစ်ခါပဲပြီးဖို့လိုတယ်တစ်ခါပြီးပြီးသွားရင်အကိုတို့ကဒီဒူပါကိုနေစကိုင်းလုံးနေတလို့အကိုတို့ကအမြဲတမ်းတိတ်နာပြီးတယ်ဟိုပြောမယ်ဆိုရင်ထက်တလဲလဲပူရမလို့တော့ဘူးပေါ့နော်ပြီးသွားရင်ဘာနောက်ထပ်ဘာစားပွဲတစ်ခုရှိလဲဆိုတော့ အကိုတို့နဲ့တခါတက်တန်းတိုးပြီးတွိုင်းရင်ဟို overstay ဖြစ်သွားတာရက်ကျော်သွားတယ်ဆိုတော့မရှိတော့ဘာကြောင့်လဲဆိုတော့အကိုတို့က3လပြည့်တန်ပြီး9ရက်အလိုမှာအကိုတို့ကလာပြီးအကြောင်းကြားတယ်။ဟာနာမည်နဲ့ဒီသူ့ရဲ့ passport number နဲ့ပေါ့နော်တွဲပြီးတော့ဒီလိုကဘယ်နေကြရင်တော့ပြည့်မယ်။အဒီလေးကျွန်တော်တို့ပြန်ထုတ်ပေးဖို့လိုမလို့အဲ့တော့ညီလေးကစာလေးကြည့်ပြီးတော့ပြန်ထုတ်ပေးဖို့လိုမလို့ဒါလေးပဲပြောပြရအောင်မလို့ဘူးဆိုရင်တော့အကိုကဆင်းရင်ဖြတ်လိုက်တယ် လိုတယ်ဆိုတော့ကိုယ်ကကြိုတင်ပြီးထုပေးရတယ်ထုပြီးစာရဲရဲပတ်စံရှင်ပါနော်တချို့လည်းပတ်စံကြိုထည့်လာပေးတယ်အဲ့လိုမျိုးအဲ့တော့ပြောချင်တာအခုတို့ယုံမှတစ်ခါတင်ပြီးသွားရင်နံပါတ်၁ကဘယ်တော့မှရက်ကြော်ဘူးစိတ်ပူကြမှာတော့အခုတို့ကအမြဲတမ်းလာတတိပေးနေမှာပြီးသွားတဲ့ခါကျရင်ဒီအချက်လက်တွေပုံနေပါတွေကအခုတို့ရှိမှနောက်တစ်ခါပြန်ပို့ကြမှာတော့အခုတို့ကအမြဲတမ်းတိုင်နာပေးပြီအဲ့ဒီအဲ့ဒီစာပစ်တွေတော့ရှိတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါကိုခုလို90 day report နဲ့ပတ်သက်ပြီးပြည့်ပြည့်စုံစုံလေးပြောကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအာကိုလည်းကျေးဇူးတင်ပါတယ်